တကြံကျုံနဲ့ကြောက်တော်မျိုးကိုစကားစီလင်းဖြင့်ပုံချဲမှု အရက်သားများထိခိုက်ပြီးနှိမ်များပြက်စီဆိုတဲ့တင်လေးကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်တော်မျိုးပေါ်မှာရက်ကွက်များကိုအမသိစကားစီကတင်းကျပ်အကျိုးနဲ့ယနေ့ဧပြီလ13ရက်နေ့နနက်9:00နာရီခွဲအချိန်တွင်ပုံချဲတိုက်ခိုက်ခဲ့ပါတယ်။စကားစီကဂျက်ဖိုက်တာလီယင်တစ်စီးဖြင့်ပုံချဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကလင်းငယ်တူပါဝင်အရက်သားနှစ်ဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိကလူနေအိမ်များလဲပျက်စီးသွားကြောင်းဒေသခံများကပြောဆိုထားပါတယ်။ ဒေသခံတဦးကအကြမ်းစကားစီကပေါင်900ဘုံနှလုံးနဲ့ကျဲချခဲ့တာလမ်းတင်းနဲ့ရွာမဘက်တွေမှာရွှေကြောင်းအနီးပေါ်ကြာရပေါက်ကွဲခဲ့တယ်။ကလေးတဦးနဲ့နောက်တဦးတန်ရရတယ်လို့သိရတယ်။တည်ဆုံးသူမရှိဘူးလို့တော့ပြောပါတယ်။လူနေအိမ်တော်တော်များများပျက်စီးသွားတယ်။အသေးစိတ်ကတော့ကျွန်တော်တို့လည်းစုံစမ်းနေဆဲဖြစ်ပါတယ်။ကျွန်တော်တို့ဘက်မှာကအင်တာနက်လည်းမရဖုန်းလည်းမရတော့သတင်းအချက်အလက်ရဖို့ကအရန်ခက်ခဲပါတယ်လို့ပြောဆိုထားပါတယ်။ ဧပြီလ17ရက်နေ့နနက်ပိုင်းကလည်းပေါတော်မြို့နယ်ကမွတ်စလင်များနေထိုင်နေသည့်အနောက်ရဲကျေးရွာကိုအန်ဒသိန်းစကာစီကဂျက်ဖိုက်တာတစ်စီးဖြင့်ပေါင်900ဘုံနှလုံးကျေချတိုက်ခိုက်ခဲ့ပါသည်။စကာစီအီလီယန်ကကျေချသောပေါင်900ဘုံနှလုံးမှာအနောက်ရဲကျေးရွာအပြင်၌ကြာရပေါက်ကွဲခြင်းကြောင့်ဒေသခံမွတ်စလင်များထိခိုက်သေးဆုံးမှုမရှိခဲ့ကြောင်းသိရပါသည်။အန်ဒသိန်းစကာစီကပြစ်ခတ်ရဆဲထားကြောင်းပြောထားသော်လည်းရခိုင်ပြည်အပါအဝင်မြန်မာနိုင်ငံအနှံ့ကိုလေကြောင်းတိုက်ခိုက်မှုစရိုက်ပြုလုပ်နေပါသည်။ စကားစီလေးချောင်းပုံကျဲတိုက်ခိုက်မှုများသည့်စစ်ရေးပြင်းမမဟုတ်သောအရသာပြည်သူများနေထိုင်ရာမြို့နယ်ကျေးရွာများအဆောင်များကိုအကြမ်းဖက်တိုက်ခိုက်နေသည်ဟုတွန်လင်းရာစုများကပြောဆိုထားပါရရှင်။ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့တွင်ချောင်းလင်းရောင်းဒဇန်ကျူနှင့်စကားစီကကောလင်းမြို့နယ်ညောင်ကုန်းကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြစ်ပုံကျဲတိုက်ခိုက်မှုပြည်သူများထိခိုက်ပြီးတက်စီဆုံးရှုံးမှုများရှိဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းကောလင်းမြို့နယ်ညောင်ကလုံးကျေးရွာကိုယနေ့တကြံအကျိုးနေ့တွင်ဂျာမန်စစ်တပ်ကလေရင်ဖြတ်ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူများထိခိုက်မှုရှိကြောင်းတာဝန်ရှိသူတို့ကပြောဆိုထားပါသည်။ယနေ့တင်ကြံအကျိုးနေ့ဧပြီလ13ရက်နေ့မွန်လယ်7နာရီကျော်ခန့်တွင်ကောလင်းမြို့နယ်ညောင်ကလုံးကျေးရွာကိုမိထီလာလီတပ်မှတလာသောအဂျာမန်စစ်တပ်၏ဂျက်ဖိုက်တာတစ်စီးကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ အကြမ်းမဲ့စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုတွင်ဆက်သုံးစီရောင်းဝယ်ရေးလှုံ့ဆော်နေသောနေရာကိုထိမှန်ကပြည်သူများသေဆုံးမှုမရှိတော့လင်ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းသိရပါသည်။သေဆုံးသူမရှိပါဘူး။ဒဏ်ရာရတာအမျိုးသားတဦးနဲ့အမျိုးသမီးတဦးစီရောင်းဝယ်ရေးလုံနေတဲ့ပြည်သူတွေလေရင်နဲ့ပြစ်သွားတာဟုတာဝန်ရှိသူတဦးကပြောဆိုထားပါသည်။အကြမ်းမဲ့စကောင်းစီကယခုတကြံကာလအတွင်းပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုစစ်ဆေးများလှုံ့ဆော်နေပြီးလေတပ်မှအရာရှိနှင့်တပ်သားများကိုနားရက်မပေးထားကြောင်း သတင်းဖော်ပြခဲ့ပါရရှင်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းလည်းကတော့ဆန်ကျင်တိုက်ခိုက်သူများနဲ့ငင်းချင်ရွှေနှင်းရန်မြောင်းလိုင်းကိုထိုင်းဝင်ကြီးချုပ်ဟောင်းတက်စင်ကတွေ့ဆုံတိုက်တွန်းမြောင်းလိုင်းကတက်စင်၏အကြံပြုချက်ကိုနားထောင်လက်ခံဟုဆိုမြန်မာနိုင်ငံရှိဆန်ကျင်တိုက်ခိုက်နေသူများနဲ့ငင်းချင်ရွှေနှင်းရန်အကြံမဲ့စကားဆောင်မြောင်းလိုင်းကိုထိုင်းဝင်ကြီးချုပ်ဟောင်းတက်စင်ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်းထိုင်း The Nation သတင်းဌာနကဖော်ပြထားပါတယ်ထိုင်းဝင်ကြီးချုပ်ဟောင်းတက်ရှင်ရှင်နာဝက်က ယခုဧပြီလအစောပိုင်းဘန်ကောက်တွင်ပြုလုပ်သည့်ထိပ်သီးအစည်းအဝေးလာသက်တီမြောင်းလိုင်းကိုတည်တံ့တွေ့ဆုံခဲ့ပြီးယင်းတို့တွေ့ဆုံစဉ်မြောင်းလိုင်းကိုစံကျင်တိုက်ခိုက်နေသောတပ်ဖွဲ့များနှင့်ညီချင်းဆွေးနွေးရန်တပ်စင်ကတိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟုသိရှိရပါသည်မြန်မာနိုင်ငံမှာညီချင်းပြန်လည်ရရှိဖို့ကျွန်တော်မြင်ချင်တာကြောင့်သူနှင့်စကားပြောခဲ့ပါသည်ကျွန်တော်အနေနဲ့နိုင်ငံကြီးတွေကိုပြောလို့ရှိတာကထိုင်းနေနဲ့မြန်မာပြည်မှာညီချင်းစွာတွေ့ဆုံဆွေးနွေးသောနီလန်နဲ့အကြံဖက်မှုတွေအဆုံးသတ်သွားစေဖို့လိုလားတယ်စပါပါပဲဟု ်တက်စင်ကဆိုပါရင်စစ်ကောင်စီနဲ့တိုက်ရိုက်စကားပြောဆိုခြင်းဖြင့်ငင်းချင်းဤလန်ဆောက်ကိုရှာဖွေရန်လိုအပ်ကြောင်းဌာနနိုင်ငံအနေဖြင့်စကောင်စီနဲ့တော်လိုင်းရာစုများကြားတွင်ဂျောင်းဝင်ဖြန့်ဖြေးသူအဖြစ်လှုံ့ဆော်ရန်အသင့်ရှိနေကြောင်း၎င်းကရှင်းများပါရင်မြောင်းလိုင်းကသူ့ရဲ့အကြံပြုချက်များကိုနားထောင်လက်ခံခဲ့ကြောင်းတက်စင်ကဆက်လက်ပြောပါရင်သူကကျွန်တော်ရဲ့အကြံဉာဏ်ကိုနားထောင်လက်ခံပါရင်ကျွန်တော်အနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမစားခင်အချိန်ပေါင်းများစွာသူနဲ့ကစကားပြောဖို့လိုအပ်ပါတယ်ဟုတက်စင်ကဆိုပါတယ် တက်စင်ကမြန်မာနိုင်ငံတွင်ကျင်းပရန်စီစဉ်ထားသောရွေးကောက်ပွဲအကြောင်းကိုမဆွေးနွေးခဲ့ပဲရှောင်ကျဉ်ခဲ့ကြောင်းနိုင်ငံကျင်းသားများလိုပေးရန်နှင့်ညီချင်းရေးစပွဲဝိုင်းတွင်ဆွေးနွေးရန်ဆိုသည့်အာဆီယံ၏ရည်တည်ချက်ကိုတက်စင်ကအတိအမှတ်ပြုထားကြောင်းသတင်းဖော်ပြချက်အရသိရှိရပါသည်အကြံမဲ့စကောင်းစီကနိုင်ငံတဝင်းဆစ်ရှုံနေပြီးလက်ရှိမျိုးပေါင်း100နီးပါးကိုလက်လွတ်ဆုံးရှုံးထားကလာမည့်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကိုကျင်းပရန်ဂျူပန်လျက်ရှိနေပါသည်နောက်ထပ်တင်ဆက်ပေးချင်တဲ့သတင်းကြောင်းလည်းရော ပခောက်ကူမြနဲ့ဆိုတွင်ကြရကိုစစ်တပ်ကဝိုင်းပတ်ပိတ်ဆိုကစမှုထန်ခိုင်းရင်လူငယ်30ခန်းကိုဖမ်းဆီးမကွေတိုင်းပခောက်ကူမြနဲ့ဆိုတွင်ကြရကိုစစ်တပ်ကဝိုင်းပတ်ပိတ်ဆိုကစမှုထန်ခိုင်းရင်လူငယ်30ခန်းကိုဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရသောလူငယ်များ၏ဆွေမျိုးမိဘများကပြောကြားထားပါတယ်ဧပြီလ17ရက်နေ့ညနေ3နာရီခန့်အချိန်ပခောက်ကူမြနဲ့ပခောက်ကူမြနီးရှိဆိုတွင်ကြရကိုအစမ်းမစကားစီတပ်ကအင်အားလုံးရင်ဖြင့်ပိတ်ဆိုဝင်ရောက်ကကြရနီး အသက်၁၈နှစ်ပြည့်ပြီးသူလူငယ်၃၀ခန့်ကိုတအိမ်တက်တအိမ်စင်ရှာဖွေကဖမ်းဆီးခေါ်ဆောင်သွားကြောင်းအထုံမှာကြေးရွာတွင်ပြန်ဝင်ရဲချင်းမရှိသေးပဲတင်းရှောင်နေရဆဲဖြစ်ကြောင်းသိရပါတယ်။ဆိုရင်းရကမင်းကဝင်မွေးတာသူတို့ကရွာကိုပပလဲဝိုင်းပြီးရှာတာအပြာဝတ်တွေနဲ့အသက်၁၈နှစ်ပြည့်ပြီးတဲ့လူငယ်တွေကိုတအိမ်တယောက်ဆွဲခေါ်သွားတာအိမ်ထဲအထိဝင်ရှာတယ်အချို့ထွက်ပြေးနိုင်တဲ့သူပဲလွတ်တော့အိမ်ထဲမှာတွေ့ရတဲ့လူငယ်တွေကိုတစ်ပင်တစ်ပင်အောက်မှာစုထားပြီးမှခေါ်သွားတော့ စစ်မှုထမ်းဖို့လူလိုလုံးလို့ပြောကဒေသပြည်သူတို့ကပြောဆိုထားပါရယ်အကြမ်းစစ်တပ်ကဝိုင်းပပေးစုကလူငယ်များဖမ်းဆီးခင်ရသည့်ဆိုတွင်ကြွေရသည်ပခုတ်ကူမျိုးနီရင်တီရှိပြီးထွက်ပြေးနေရကြသည့်ဒေသပြည်သူများမှယနေ့ထိပြန်လည်ဝင်ရောက်ရဲခြင်းမရှိသေးကြောင်းသိရပါရယ်အကြမ်းစစ်တပ်ကယခုတကြံကာလပြီးဖွင့်လှစ်မည်စစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်လူငယ်များကိုစင်ခေါ်ခြင်းဖမ်းဆီးခြင်းများလှုံ့ဆော်နေကြောင်းစုံစမ်းသိရှိရပါရယ်နောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကြောင်းလည်းရော မိုးပြင်းမြို့ကိုစစ်တပ်ကဆက်လက်စစ်ကြောင်းထိုးနေပြီးတိုက်ပွဲပြင်းထန်နေပြီးနေပြည်တော် PDF တပ်ဖွဲ့မှဒုတက်ခွဲမှုတဦးကြာဆုံးကျင်းနီပြည်ဖဲခုံမြို့နယ်မိုးပြင်းမြို့ကိုအကြမ်းဖက်စစ်တပ်ကဆက်လက်စစ်ကြောင်းထိုးနေပြီးတိုက်ပွဲများပြင်းထန်နေပြီးနေပြည်တော် PDF တပ်ဖွဲ့မှဒုတက်ခွဲမှုတဦးကြာဆုံးခဲ့ကြောင်းနေပြည်တော် PDF တရင်105မှတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်မက်လ20ရက်နေ့က မိုးပြဲလွိုက်ကောလမ်းပိုင်းအားပြလဲထိန်ချုံနိုင်ရေးအတွက်အတမစကားစီတက်ကလနဲ့ကြီးလေးချောင်းပြေကူယူ၍အင်အားလုံးရင်းဖြင့်ထိုးစစ်စင်တိုက်ခိုက်ခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့ပြီးအမတ်ရှီယာငါတရင်နီဘရိုပြည်သူ့ကာကွယ်ရေးတပ်ထနာစစ်ကြောင်းတက်ခွဲတင်မှဒုတက်ခွဲမှုရဲဘော်ငတိကြာဆုံးကလေးဦးတရားရရှိခဲ့ကြောင်းသိရပါသည်။ကြတာကတော့ခွဲမှုတရားထဲပါထိတာကတော့နောက်ထပ်ရဲဘော်လျောက်ထိတယ်။စာခရီဘက်ကရှီကိုစွတ်တိုးပြီးအတင်းပြစ်လို့ ကျွန်တော်တို့ဘက်ကလည်းနောက်မဆုတ်ပဲခုခံကောက်ခဲ့ရင်ဒုခွဲမှုကြားသွားတော့စခါရီဘက်ကတုံးလိုက်ရင်တော့ကျွန်တော်တို့ကာကင်ရေပေါ်ရင်းနဲ့ထိတွေ့မှုအမြင်ဖြစ်တယ်စခါရီဘက်ကကြားဆုံမှုတော့မသိရဘူးဟုနေပြည်တော် PDF တရင်105မှာတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ရေပေါ်ငတိသည်အမှတ်105တရင်ဤအပတ်စဉ်နှစ်အခြေခံစစ်တမ်းပြီးမြောက်ပြီးရဲ့နောက်နေနေခွဲကျော်ကြာရတာဝန်များကိုရွရွချွချွန်ထံရွက်ခဲ့သည့်စံပြရေပေါ်ကောင်တို့ဖြစ်ကြောင်းရေပေါ်ငတိဂုံရောင်ထွန်းပြောင်စွာကြားဆုံသွားသည့်အတွက် ချိန်ရသူမိသားစုနဲ့ထတ်တူဝမ်းနဲ့ဥညွတ်ဂုံယူပါကြောင်းတရင်၈၅နှစ်ဖြင့်ဆရာနာရှင်စနစ်ကြဆောင်ရေးအတွက်အာတခွန်ဆိုင်ပူမိုကျူစာတာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ဂျမစ်ကောင်စီတပ်က၂၀၂၅ခုနှစ်နှစ်စာပိုင်းမှာစ၍မူပြင်းလိုက်ကော်လိုက်မိုင်းအားပြည်လေထိန်ချုပ်နိုင်ရန်အတွက်လက်နက်ကြီးပစ်ကူဒရုန်းနဲ့လေကြောင်းပစ်ကူအလွန်ကျုံသုံးကထိုးစစ်ဆင်လျက်ရှိပြီးမဟာမိတ်တပ်ပေါင်းစုနဲ့နေစဉ်ရဆက်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသိရပါတယ်။ ယခုလက်ရှိအခြေအနေအရမူပြင်းမျိုးအားပူပေါင်းတက်မှထိန်ချုပ်ထားပြီးအကြမ်းမဲ့စစ်ကောင်စီတပ်ကတိုက်ပွဲဧရိယာမဟုတ်တဲ့နေရာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိတာကြောင့်အရဲသားပြည်သူများထိခိုက်ဒေဆုံးမှုများရှိကြောင်းသိရှိရပါသည်